ပန်းမင်ဆိုတာနော်အမျိုးမျိုးဘာပန်းလဲဆိုတာသိစရာမလိုဒီလိုမျိုးအယောင်လေးတွေပုံစံလေးကိုကြည့်လိုက်ရုံနဲ့နေစိတ်ချမ်းသာပြီးတော့လေအေးချမ်းသွားတာပဲဒီညာတိတ်ဆိုင်အောင်ထပ်ပြောဖို့ကောင်းနေတည်လားတဘာဝတရားလေးကိုလုံးဝရောက်သွားတယ်လို့ပဲကွာလူကအလိုတောအုပ်ထဲမှာငှက်တေကိုအတူတူငှက်တေနဲ့အတူတူနေလိုက်ရတယ်လို့ပဲဒါဆိုခဲအောင်တောက်တောက်လေးဟုတ်ပါရဲ့နော် အယောင်သွေးအယမ်းဆိုတာမြောက်တီအော်နေကြဟုံးဟုံးမမဲမဲလေးဒီမှာခုကျိုးတို့အင်ဂျင်ကြောက်ပြတိုက်ကိုတော့ရောက်ပြီဒါရေကုန်းတော့အင်ဂျင်ကြောက်တွေပေါ့နော်ထူးဆန်းတယ်နော်တပင်ကနေကြောက်သားဖြစ်သွားတာဒီလိုမျိုးပဲမြင်ရင်တော့ဂျူတို့တာမဲ့လို့ဆိုရင်တပင်လို့ပဲထင်ပါပေါ့နော် ီနေရာလေးကတော့ဂျိုရိုပြင်းဦးလွေမျိုးရဲ့အထင်ကြီးရနေရာဖြစ်တဲ့ကန်တော်ကြီးတဲ့ပေါ့နော်အဲ့ဒါကိုဂျိုလာရောက်လဲပတ်တာပါတော်ဝင်ကြီးတော့ပေးရတယ်တယောက်လူကြီးဆိုရင်တယောက်ကို9000ပေါ့နော်ဒါပေမဲ့ဒီမှာဆိုရင်ပန်းပင်နေရောအပင်နေရောအမျိုးမျိုးရှိရဲကိုကအပင်လေးကြီးချစ်တယ်ဟိုပန်းပင်လေးလေးကိုချစ်တယ်သဘောကျရဲ့လိလာကျန်တယ်ဆိုရင်တော့ဒီနေရာလေးကိုမဖြစ်မနေလာရောက်လဲပတ်တယ်ပန်းပင်ဆိုတာနော်အမျိုးမျိုးဘာပန်းလဲဆိုတာသိစရာမလိုဒီလိုမျိုးအယောင်လေးတွေပုံစံလေးကိုကြည့်လိုက်ုံနဲ့နေစိတ်ချမ်းသာပြီးတော့လေအေးချမ်းသွားတာပဲ သူကအပင်လေးအရင်ကြိုက်တယ်ဒါပေမဲ့အဲ့လိုတော့မခူးရပါဘူးအပင်လေးတွေခူးတာတော့အဲ့လိုပန်းစီလောက်ပြစ်တာမျိုးတော့မကြိုက်ဘူးသူကသူအပင်ပေါ်မှာရှိနေတဲ့ပန်းမွေးလှလှလေးတွေကြိုက်တယ်ဒီမှာဆိုရင်မိဖုံးလေးကြီးလှထားဒါလေးကြီးလည်းချစ်ဖို့ကောင်းတယ်ညာဘက်ဆိုရင်တော့ပို့ပြီးတော့လှမှာပေါ့နော် ခုကတစ်ခွဥယျာဉ်နဲ့အဲလိပ်ပြာပေါ့နော်လိပ်ပြာနဲ့တစ်ခွရှိရဥယျာဉ်နဲ့တော့တွားနေရတယ်အဲ့ဒါအခုတွားနေလမ်းလျှောက်တာတော်တော်တော့ဝေးနေပြီဒါမှမရောက်သေးဘူးတွားအကွာဝေးတယ်လည်းမရေးထားတော့ယူရအဲ့လောက်ဝေးမယ်လည်းမထင်ဘူးပေါ့နော်ဒီမှာဘဂီလေးတွေအဲ့လိုမျိုးတွားလာအခုဒူးလိုမျိုးပေါ့နော်လမ်းလျှောက်ရင်ခြေထောင်ညောင်းနေပါညာဆိုရင်ကိုယ့်ကိုလျှောက်ဆရာမလို့ဘဂီရှိတယ်ဘဂီနဲ့ဥယျာဉ်အနှံ့ကိုလဲလို့ရတယ်ဒါမှမဟုတ်ဂျူရောအေးအေးဆေးဆေးဖလော့ရိုက်ပြီးတော့အဲလျှောက်ကြည့်ခြင်းနဲ့ နားချင်နေဆိုတော့ဘဂီနီကအဆင်မပြေလို့လမ်းလျှောက်နေရတယ်အခုတော့။ဒါတော့မောတာပါနော်။ဒီမှာဆိုအပင်တွေကလေလုံးဝအစုံမဲကျူးတော့မြင်တော့တချို့ဟာတွေဆိုကြားတော့မကြားဘူးမြင်လည်းမမြင်ဘူးဒီမှာဆိုချင်းရုပ်တယ်ချင်းရုပ်တယ်ပါပင်လည်းတော့မသိဘူး။ရှင်ရောက်ရှိရထောပတ်ပင်ရှိရကောင်းတာတခုကအပင်နိုင်ရဲ့အောက်မှာသူကဆိုင်းပုတ်လေးတခြားထောင်ပေးထားတာဖြစ်တော့ကိုကဒါဘာအပင်လဲဆိုတော့မသိပေမဲ့လဲစာဖားလိုက်လို့ရှိရင်ချက်ချင်းနားလေပါတော့အဆင်ပြေရပေါ့နော်အပင်မျိုးကောင်းကောင်းလေးလာလို့ရတယ်တခါလေခြံနေထဲမှာစိုက်ထားရလေအရွက်ဖောက်ဖားရနေသူကအပင်ကြီးဖြစ်သွားတယ် ညောင်ချက်ပေါင်တဲ့ဒီပင်နမဲอ่ะဟုတ်လာလေလာလေအရွက်ကြီးတယ်ပဲသူတို့အခုဒီတက်ခွဥယင်နဲ့လိပ်ပြပြလိုက်ကိုတော့ရောက်ပြီဒီမှာဆိုင်းဖို့တော့မြင်ရရပေါ့နော် ခုဒီလိပ်ပြပြလိုက်တဲ့ကိုတော့ဝင်ပြီးလဲပြီးသွားပြီပေါ့နော်ဒါပေမဲ့အထဲထဲမှာတော့ तू อ่ะဓာတ်ပုံတို့ကင်မရာတို့ရိုက်ကူးကူးမရှိဘူးဆိုတော့ तू မရိုက်ခဲ့ဘူးဒါပေမဲ့ဒီလိုလာလဲမယ်ဆိုလို့ရှိရင်နိုင်ငံတကာမှာရှိရဲ့လိပ်ပြအမျိုးအစားပေါင်းများစွာကိုတစ်တစ်ကြီးကြီးအကုန်လုံးပြီးတော့ပိုးကောင်တွေရောပိုးဖလန်ကောင်တွေရောအဲ့လိုဓာတ်ခုတ်ကောင်တွေရောပေါ့နော် तू မမြင်ဘူးတဲ့ဒီမျိုးစုမျိုးနွယ်ပေါင်းအများကြီးကိုတခါလေးလေလာလို့ရတယ်ဆိုတော့အမကလေးတွေကိုဘ ഹു တုတ္တရရကြင်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်ဘ ഹു တုတ္တရရကြင်မယ်ဖြစ်ဖြစ်ဒီလိုနေရာလေးကိုလည်းလာရောက်လည်းပတ်တင်တယ်လို့ တနေရာပဲရောက်သေးခြေတော့ကတော်တော်ညောင်းသွားဒီလေးပြပြတိုက်လေးရဲ့ဘေးပပတ်လေမှာကြတော့တခွဥယင်လုတ်ပေးထားတာပေါ့နော်တခွဥယင်မှာမှသူကဒီမြန်မာတခွမျိုးစိတ်တွေရောနိုင်ငံတကာမှာရှိတဲ့တခွမျိုးစိတ်တော်တော်များများကိုလည်းသူတို့ပြထားပေးရဲ့ဒီမှာဆိုတချို့အပင်လေးတွေကပွင့်နေပြီအရန်ကိုလှပြုံထားလေးကိုခေုံခဲအောင်လေးချစ်စရာလေးဟမ်ဝါလေးတွေတခွပန်းကတော့ကျူးလို့လေအရန်ကြိုက်တယ်တစ်ခေါက်ပွင့်ပြီးရင်သူက လာနဲ့ခြီးပြီးတော့လည်းအကြိုက်ခံတယ်ပွင့်ဖို့လည်းအရန်ခတ်တယ်ပေါ့မတခွာပန်းလေးတွေကဒါဆိုခဲအောင်တောက်တောက်လေးလာရနော်အယောင်သွေးအရန်ဆုံးဒီမှာမြမတခွာမျိုးရင်းနေရှိရဲ့ channel ကိုသွားလဲမယ်ဒီထိတ်ဆုံးမှာတွေ့ရတာမှာရှောက်ချိုးပင်လားပါလဲ grapefruit လားအဲ့လိုမျိုးပင်အတိအများကြီးပဲသိနေဒီတခွာမျိုးကြီးကိုလှလိုက်တာသူကဒါကတ်တုန်းကားရဲမှာပဲတွေ့ဘူးလေအဲ့လိုမျိုးလေလှလှလေး ခွပန်းလေးတွေကလည်းတော်တော်များများမပွင့်သေးဘူးပေါ့နော်တခွရသည်မဟုတ်သေးလို့ထင်တယ်ကျူးလို့လာတဲ့အချိန်မှာအဲ့လိုမျိုးအပင်စိမ့်စိမ့်လေးတွေပဲတွေ့ရပန်းလှလှလေးတော့တိတ်မရှိဘူးဆိုတော့တခြားနေရာမှာပါရရှိအောင်လည်းသွားကြည့်ကြမယ်နိဟိုတေော်ဒမြောက်တေော်နေကြဟိုဟိုမမဲမဲလေးတွေမဲမဲလေးတွေမှာတပင်ပေါ်မှာရှောက်သွားနေကြ จ้าเจ้าพูดเราเก่าเนี่ยมาแจ้งมาโอ้ไอ้หนูล่ะแบบนี้เนี่ยออมมาจ้ามาแล้วอาจจะออมลงเลยจ้าทีนี้နောက်ထပ်သွားမယ့်တနေရာအငှက်ဦးရင်ပေါ့နော်ငှက်ဦးရင်ဒီပေါ်လေးကနေတက်သွားပြီးပါတယ်သူကတော့ အထဲမှာဆိုရင်ငှက်ကလေးတွေလွတ်လပ်လပ်လွတ်ထားတော့သူပြန်သွားမှာဆိုလို့ဆိုဘီလိုတန်တကားနေတော့အထက်ထက်ပိတ်ထားပါတော့ထက်ထက်ပိတ်ထားပြီးဝင်လာပြီးရင်တော့မှဒီမှာအေးစားနေတယ်ဓာတ်မျိုးစားပေါင်းများစွာဖောက်လိုက်တာဖောက်လိုက်တာဖောက်လိုက်တာခါရစ်တယ်ခါရစ်တယ်ဓာတ်မဟုတ်ခါရစ်ဒီကောင်ကဒီညာတိရစ္ဆာန်ုံထပ်ပြောဖို့ကောင်းနေတိလား तू ကလေအဲ့လို ဘာဝတဘာဝတရားတွေကိုလုံးဝရောက်သွားတယ်လို့ပဲကွာလူကအလိုတောအုပ်ထဲမှာငှက်တွေကိုအတူတူငှက်တွေနဲ့အတူတူနေလိုက်ရတယ်လို့ပဲတင်ပါဒါပေမဲ့အရင်တော့မနီးကပ်ဘူးလေနည်းနည်းလေးစိတ်ဖြစ်တယ်တရားပေါ်မှာဆိုတော့ဒီအပေါ်မှာအပေါ်မှာဆိုရင်သူတို့ဒီတက်စကားလေးနဲ့ပိတ်ထားတယ်ပေါ့နော်ငှက်တွေပြန်ထွက်သွားလို့မရအောင်အဲ့တော့လေလုံးဝကွာတောထဲကိုတကယ်ရောက်သွားပြီးတော့ငှက်လေးတွေနဲ့အနီးကပ်နေထိုင်ပြီးတော့တွေ့လိုက်ရတဲ့ပုံစံလေးပဲအများကြီးပဲဒေါင်းနေဒေါင်းနေဒါကတော့ဒေါင်းနေဖြစ်မှာပါ နော်ဟိုမှာညနာနီနီလေးနဲ့လေဒီညနာပါနီနီလေးနဲ့လို့ခန္ဓာကိုယ်ကခဲအောင်လေးအားလေးတွေကခါရစ်တဲ့ခုလေရန်ကုန်သိခံဝေးမှာဆိုရင်တော့မတန်စကားတဲ့ကိုလှမ်းကြည့်ရပါဘောနော်တေချာလည်းမမြင်ဘူးခုကကြောက်ကိုကိုယ်တိုင်းတန်စကားလည်းဝင်ပြီးကြည့်ရတယ်ကိုပါတန်စကားလည်းရောက်နေပြီ ဒီကောင်လေးတွေကခုနခါရင်နေတော့ဆင်တယ်ဒါပေမဲ့သူကငွေရစ်တယ်။သူကအဖြူပိုများရယ်ကွာ။မျက်နှာကလည်းနီနီလေးပဲ။လို့။ရှိပဲ။တူတူပဲနော်။ရေးရေးလေးကိုပါလို့။ချော့စားတာတင်နေ။ရေးတောက်တာ။ဆက်လာစားပြီးရေးတောက်တာ။အာ။သူကသူဟုတ်နေရပဲ။အစားတက်လို့ရေးတမုတ်။ ော်မှလည်းရှိရောရှိအမှတ်တရလေပုံမှာအမှောင်မှောင်မှောင်ကျလပန်းရောင်လေးနဲ့တေချာမမြင်အောင်ဖြစ်နေပေါ့အမှတ်တရဒါဒေါင်းပြားတဲ့ဒေါင်းပြားဟာလေဒေါင်းလေးတွေပါမှားရဲ့နော်မဒေါင်းဖြူဒေါင်းဖြူပေါ့ဟာကြည့်ရကြည့်ရမကြည့်ဘူးအဲ့တော့ပြပြေးလိုက်တိုင်းဆော့နေရဟုတ်တယ် ီနေရာလေးမှာသူကဒီခြံဝင်းထဲကိုမလွတ်ခင်မှာပေါ့နော်ငှက်အစ်စ်လေးတွေဆိုလို့ရှိရင်ဒီဝင်းလေးထဲမှာစမ်းသက်ပြီးတော့သူတို့လွတ်တဲ့တာစမ်းသက်လွတ်ချင်တယ်ဒီနေရာမှာနည်းနည်းသူ့မြေပြင်နဲ့အသားကြွားအောင်ရင်းနှီးဝအောင်အရင်လွတ်ထားပြီးတော့တော့မှာဟုတ်ချမ်းကြီးတဲ့လွတ်တာပေါ့အခုဒီမှာဆိုအစ်စ်ကလေးတစ်ကောင်ရောက်နေပါတယ်ဟိုးဘတ်တောင်မှာအစ်စ်ကလေး family မိသားစုဝင်အစ်စ်ကလေးကဟိုးတောင်မှာသူကဟိုးဘတ်အဝင်ပေါက်ကနေပြီးတော့တောက်လျှောက်ဒီလိုပတ်လာပြီးဒီမှာအထွက်ပေါက်မှာလမ်းဆုံပြီပေါ့နော်ဒါမဲ့လေအော်ဝါပြန်နေကြ ောက်ကငှက်တွေကိုပဲတေချာလေးလာလို့ရအောင်နော်အပေါ်အငှက်တွေကြာတော့လေသူတို့အဲ့လိုအပင်နေကြရဲမှာဆိုတော့တေချာတော့ကြည်ရတယ်ဟိုမှာငှက်ကြီးဝင်ပူအခုသူတို့ငှက်ဥယျာဉ်ငှက်ဥယျာဉ်ကနေပြီးတော့ခဏနားမယ်ပေါ့နော်သွားရလေရန်ညောင်းနေပြီသွားရနေရလေများနေပြီဆိုတော့ဟိုဒီ bamboo cafe and restaurant ဆိုတာမင်းမောက်ထိတ်နားလေးမှာရှိတယ် လေးကတော့သူ့ရဲ့လက်ဖက်ရေးတဲ့သုံးထပ်အကြရေးအောက်မှာနှုတ်ရယ်လှော်လိုက်ဆိုတော့တောက်ကြည့်ရမယ်ဒီမှာအခုကသတင်းကျပွဲတော့လုပ်နေရဆိုတော့တချင်းတွေလည်းတောက်လျှောက်ဖွင့်ထားတာပေါ့နော်ပြီးတော့လူတွေကလည်းတအားများတော့နည်းနည်းတော့စုညံပြီးတော့ဖြစ်နေရယ်ဆိုတော့လက်ပတ်ကတော့တိတ်အဆင်မပြေဘူးပေါ့နော် ကန်တော်ကြီးဥယျာဉ်ရပါတော့1935ရဲ့ကသူကစပြီးတော့လုပ်ခဲ့တာအဲ့ဒီအချိန်မှာဒီဗြိတိရှ်ရဲ့အုပ်ချုပ်နေတဲ့အချိန်ပေါ့နော်သူတတော်ဦးစီးအရာရှိ LS ကနေပြီးတော့သူကဒီဟာကိုရုခဘေဒဥယျာဉ်ဆိုပြီးတော့သူကစပြီးတော့တီထောင်ခဲ့တယ်တီထောင်တဲ့အချိန်မှာသူရဲ့နောက်ထပ်ဒီအပျော်ရန်ဥယျာဉ်မှုတယောက်ရဲ့အရာပေါ့နော်အေက30နဲ့စပြီးတော့လုပ်ခဲ့ရတယ်အဲ့နောက်မှာတော့သူကဒါမဲ့ဟိုတရားဝင်ရုခဘေဒဥယျာဉ်တော့မဟုတ်သေးဘူးပေါ့နော် 1900ရောက်တော့မှဒါဗြိတိရှအစိုးရကနေပြီးတော့တရဝင်ဥဥယျင်ဖြစ်နေတတ်မှတ်ပေးလိုက်တာပေါ့နော်အဲ့ချိန်ကနေစပြီးတော့ဒီအများပြည်သူတွေလာရောက်လေ့လာလို့ရတယ်ပြီးတော့ဒီရုခဗေဒပေါ့နော်ဒီဒီအပင်တွေလေ့လာတဲ့သူတွေတဘာပုံဝင်ညွန်လေ့လာတဲ့လူတွေအဲဘယ်လိုပြောမလဲတရဝင်လာရောက်လေ့လာလို့ရအောင်နေရာတစ်ခုနဲ့တတ်မှတ်ပေးလိုက်တာအဲ့နောက်ပိုင်းဒီ2009နှစ်ကြတော့မှဒီ ကန်တော်ကြီးအမျိုးသားကန်တော်ကြီးဒီရုခဗေဒဥယျာဉ်အဖြစ်နဲ့နာမည်ပြောင်းလဲပြီးတော့ဒီနေရာကိုခေါ်ဆိုခဲ့တာပေါ့နော်အခုဒီထဲမှာဆိုလို့ရှိရင်သူကဘယ်လိုနေရာလဲဆိုတော့ရုခဗေဒနဲ့ပတ်သက်ပြီးတော့လေးလာခြင်းတဲ့သူတွေရဲ့အဓိကမိခိုးအားထားရနေရာတစ်ခုဖြစ်လာပါပေါ့နော်ဒီမှာဆိုလို့ရှိရင်တစ်ပင်ပန်းမှန်နေလဲအဆုံရှိရယ်ပြီးတော့အပင်နေပြီးတော့ဒီဘက်မှာဆိုရင်အခုဂျိုးတို့သွားနေရဆိုရင်အင်ဂျင်ကြောက်ပြတိုက်ပေါ့နော်အင်ဂျင်ကြောက်ပြတိုက်ဆိုတာအရင်တော့က ိုနှစ်ထောင်ပေါင်းများစွာတုန်းကအင်ဂျင်မင်တွေအားတည်ဝါပြီးရဲ့နောက်မှာသူကနှစ်တေကြာလာတော့အပင်ကနေကြောက်ဖြစ်သွားတာပေါ့နော်အဲ့ကြောက်သားတွေပြထားတယ်ပြတိုက်ရဲ့ဒီကြောက်ဖြစ်ရုံကျွင်းတွေကိုကျိုးတို့လာပြီးလေ့လာပေါ့နော်ဒီနေရာမှာတိုက်တရှိရဲ့ကျိုးနဲ့တူတူလိုက်ကြည့်ပေးပါအောင်ဒါဆိုရင်ကြောက်ဖြစ်ရုံကျွင်းပြတိုက်ဒီမှာအခုကျိုးတို့အင်ဂျင်ကြောက်ပြတိုက်ကိုတော့ရောက်ပြီဒါကအကုန်လုံးအင်ဂျင်ကြောက်တွေပေါ့နော်ကျို့ ပကံမှာမှတ်မိသေးလားအင်ဂျင်ကြောက်တိတိလေးနဲ့လှုပ်ထားတဲ့လက်ကောက်တွေလက်စွပ်တွေကတော့အရန်စေးကြီးရယ်လေအဲ့တော့ကျတို့ဝယ်မလို့လို့တယ်ဒီမှာဆိုရင်တော့အတုံးလိုက်ကြီးကိုမြင်ရတာမာထူးဆန်းတယ်နော်တပင်ကနေကြောက်သားဖြစ်သွားတာအထဲတဲ့ကိုလေးလာကြည့်မယ်တကယ်ကြောက်သားဟင်တော့တို့ဖြစ်တော့အကြည့်လိုက်ရောကဒီလိုအပြောင်မတိုက်ထားရင်တော့ဒါတစ်ပင်ကြီးပဲတစ်တုံးကြီးပဲကျူလို့တာမယ်လို့ဆိုရင်ချင်ပါပေါ့နော်တောင်းကြောက်သားမှုလို့လေးတော့တိုက်လိုက်ရင်တော့ပြောင်း ။ဒါဒီဥရုဓမ္မညာဖို့တာလို့။ဒီလိုမျိုးပဲမြင်ရင်တော့ဂျူတို့တာမဲ့လို့ဆိုရင်တစ်ပင်လို့ပဲထင်မှာပေါ့နော်။တစ်ပင်ချောက်ကြီးလို့ထင်မှာပေါ့။ကြောက်လို့ပဲထင်။တစ်ပင်ကကြောက်ဖြစ်သွားတာနော်။တစ်ပင်ကလည်းကြောက်ဖြစ်သွား။ကြောက်ဖြစ်သွား။တစ်ပင်ကတေဝါပြန်ကြောက်ဖြစ်သွားတယ်။တပင်းရသေးွားသေးွားပြီးတော့နှစ်ပေါင်းအရန်ကြာွားနှစ်ထောင်ပေါင်းများစွာကြာတဲ့ခါကျကြောက်သားဖြစ်နေပြောင်းလာအင်ဂျင်ပင်ရဟဲ့လားတပင်းနိုင်ရဖြစ်တာလည်းမဟုတ်အင်ဂျင်ပင်ရနေဖြစ်တာပင်းရတက်တော့အစီပင်းရတက်တက်ပင်းရကြောက်တပင်းရထွက်တဲ့တပင်းအစီရနေပြီးတော့ဖြစ်တာ ဒါကကြတော့တပင်ရဲ့ပင်စီตาကြီးอ่ะဖြစ်သွားမနရှူညာအဲ့ဒါလေးပြလိုက်တပင်တိုင်းကတော့ကြောက်ဖြစ်ရုပ်ကျွင်းဖြစ်နိုင်တာမဟုတ်ဘူးရာသီဥတုတန်ကြမ်းကြမ်းခံပြီးတော့ဒီကြောက်သားဖြစ်သွားတဲ့တပင်တွေကိုဒီလိုမျိုးခေါ်တာပေါ့နော်အဲအဲမှာဆိုရင်သူတို့ပြောပြထားတယ်ဒီကြောက်ဖြစ်ရုပ်ကျွင်းဖြစ်နိုင်ကြီးပေါ့နော်ဒီတရိတ်ဆန်တွေတခြားသောအရာတွေကြောက်ဖြစ်ရုပ်ကျွင်းဖြစ်နိုင်ကြီးက 0. အာ1%ပဲရှိတယ်။ဒီတပ်ပင်ရဲ့တောက်ဖြစ်ရုံတွေဖြစ်နိုင်ကြရအဲ့ထပ်ပို့ပြီးရှားပါတယ်ဆိုတော့ဒီပစ္စည်းတွေကတကယ်ကိုဟိုရှားပါပစ္စည်းပေါ့နော်။ဟိုပြောမယ်တတဝါတွေရဲ့တောက်ဖြစ်ရုံတွင်ဖြစ်နိုင်ကြထပ်တောင်မှာတပ်ပင်ရဲ့တောက်ဖြစ်ရုံတွေဖြစ်နိုင်ကြပို့နေတဲ့အတွက်ဒါရဲ့လုံအောင်ရှားပါပစ္စည်းတကူတဲ့။ ြင်ဦးလွင်အမှတ်တရထင်းရှူချောင်းတစ်ချောင်းကောက်သွားပါမယ်အရန်ကုန်ချစ်စရာလေမွေနဲ့တော့နော်မွေစိမ့်ပြီးကြမွေလာမွေမွေမွေတူတာတာလေးရှိအဲ့နာတော်လေးရှိ လဲလို့ပြီးပြီဆိုတော့ဒီအနီးစခန်းကအရန်လှတဲ့ဒီတပြူးပေါ့နော်ဓာတ်တော်ကြိုင်းရေတကုံကိုသွားကြည့်ပါမယ်။လိုက်ခက်ပြီ။